မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် ။ထိုင်းအစိုးရကမင်းအောင်လိုင်ကိုဘင်းစတန်ညီလာခံတပ်ဖို့ဖိတ်ကြားတယ်ဆိုတဲ့ပုံအရက်ဖတ်အဖွဲ့များအပြင်းထန်ရှုံချတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစစ်ကောင်စာမင်းအောင်လိုင်ကိုဘင်းစတန်ညီလာခံတရောက်ဖို့ထိုင်းအစိုးရကဖိတ်ကြားတယ်ဆိုတဲ့ပုံအပြင်းထန်ရှုံချကြောင်းလူခွင့်ရေးတက်ကြွလှူရှားတဲ့မြန်မာအရက်ဖတ်အဖွဲ့အစည်းတွေကထုတ်ပြန်ကြေညာခဲ့ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလာမယ့် AB 3ရက်နဲ့4ရက်နေ့မှာကျင်းပမယ့်ဘင်းစတန်ထိပ်သီးအစည်းအဝေးကိုမြန်မာစစ်ကောင်စာမင်းအောင်လိုင်ကိုဖိတ်ကြားထားတဲ့ကြောင်း ထိုင်းသတင်းဌာနကပြီးခဲ့တဲ့ရက်ပိုင်းတွင်မှဖော်ပြခဲ့ပါတယ်ထိုင်းအိန္ဒိယနီပေါ်ဘူတန်ဘင်္ဂလားဒေ့ရှ်မြန်မာနဲ့သီရိလင်္ကာနိုင်ငံတို့ပါဝင်တဲ့အဆိုပါဘင်စတပ်ဖွဲ့ရဲ့ထိပ်သီးဆွေးနွေးပွဲကိုဆင်ရဆွေကောင်မင်းအောင်လိုင်တက်ရောက်စေမယ့်အစီအစဉ်ကမြန်မာပြည်သူတွေရဲ့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီမြန်မာချက်တွေကိုပြောင်ပြောင်တင်းတင်းဆော့ကားလိုက်ခြင်းဖြစ်တယ်လို့လူ့အခွင့်အရေးတက်ကြလှုပ်ရှားဖွဲ့ဖြစ်တဲ့ Justice for Myanmar ကထုတ်ပြန်လိုက်ပါတယ်အလားတူမြန်မာစစ်ကောင်ဆောင်မင်းအောင်လိုင်ကိုဘင်စတပ်ထိပ်သီးဆွေးနွေးပွဲကိုဖိတ်ကြားတဲ့ထိုင်းဆိုရရဲ့ဆုံးဖြတ်ချက်ကိုအပြင်းထန်ရှုံချကြောင်းအခြားအရာ ပ်ဖန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Defense Myanmar Democracy ကလည်းထုတ်ပြန်ပြောဆိုပါတယ် Defense Myanmar Democracy ရဲ့ပြောရေးဆိုခွင့်ရှိသူနော်အောင်ကတိုင်းနိုင်ငံကမင်းအောင်လိုင်းကို မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်မဖိတ်တင်ပါဘူး။သူကအစိုးရခေါင်းဆောင်မဟုတ်ဘူး။ရာဇဝင်စေအုပ်စုခိုင်ခေါင်းဆောင်ပါ။သူ့ကိုကော်ဇော်နီခင်ဖိတ်ခေါ်ကုန်ပြုမဲ့အစားရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုကသူ့အခန်းကဏ္ဍအတွက်ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အတိုင်းအာဂျင်တီးနားတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာပြီးသူ့ကိုဖမ်းဆီးတင်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။အဆိုပါထိပ်သီးဆွေးနွေးပွဲကိုဆင်ရဆွေးကောင်ဖြစ်အလို့ရှိနေသူမင်းအောင်လိုင်းကိုမတည့်ရောက်ဆိုင်နိုင်ဖို့အခိုင်အမာရည်တည်ပြီးတားဆီးသွားမှာဖြစ်တယ်လို့အာဂျင်တီးနားတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာပြီး၎င်းကိုဖမ်းဆီးတင်တယ်လို့လည်းလူက ခွင့်ရေးဖွဲ့တွေကဆိုကြပါတယ်အာဆီယံအနေနဲ့၎င်းတို့ရဲ့ထိပ်သီးအစည်းအဝေးမှာမြန်မာစစ်ကောင်ဆောင်ကိုဖင်ရှားထားတော့လဲဘင်စတက်ကတရားမဝင်ဆဲအုပ်စုကိုတရားဝင်အတိမတ်ပြုဆက်လက်ဆက်ဆံနေတဲ့အပြင်2022ခုနှစ်အတွင်းဖွင့်ရပြင်းရင်စာရန်ကိုလက်မှတ်ရေးထိုးဖို့အတွက်မင်းရောင်းလိုင်းကိုဖိတ်ကြားခြင်းပြုလုပ်ခဲ့ကြောင်း ထောက်ပြဝေဖန်ပါတယ်ဘင်စတက်ကမြန်မာစင်အုပ်စုကို2022ခုနှစ်တိတိလင်္ကာနိုင်ငံမှာကျင်းပခဲ့တဲ့၎င်းတို့ရဲ့နိုင်ငံချိုင်းဝင်ကြီးအစည်းအဝေးတက်ရောက်ခွင့်ပြုခဲ့သလို2024ခုနှစ်နေချိန်မြောက်ဘင်စတက်နိုင်ငံတော်လုံခြုံရေးအစည်းအဝေးများအစည်းအဝေးကိုလည်းမြန်မာစင်အုပ်စုကိုအင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ပေးခဲ့ကြောင်းသိရပါတယ်ဘင်စတက်နဲ့၎င်းရဲ့ဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ရှာဆွေးမြန်မာဆေးအုပ်စုကိုအတိမတ်မပြုဖို့မင်းအောင်လိုင်းနဲ့၎င်းရဲ့ကိုယ်စားလှယ်တွေကိုထိတ်တိအစည်းအဝေးမှာတားမြစ်ဖယ်ရှားဖို့လူခွင့်ရေးဖွဲ့တွေကတိုက်တွန်းတောင်းဆိုထားပါတယ် ဇလပီဝဲသူမရှင်လို့ဒေါအောင်ဆန်းစုကြည်အမွေဆိုင်အိမ်ဈေးထပ်လျှော့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။လေလံဆွဲဝယ်ယူမဲ့သူမရှင်ဖြစ်နေတဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အမွေဆိုင်နေအိမ်ကို29ဘီလီယံဈေးလျှော့ပြီး290ဘီလီယံကျန်တဲ့ထပ်မံလေလံတင်ရောင်းချဖို့ကမာရွတ်ခရိုင်တရားရုံးကအမိန့်ချလိုက်ကြောင်းတရားရုံးနဲ့နှိဆက်သူတဦးကပြောပါရယ်။လေလံတင်ရောင်းချမှုပထမကြိမ်မှာ335ဘီလီယံဒုတိယကြိမ်မှာဘီလီယံ300တတိယကြိမ်မှာ269ဘီလီယံနဲ့လေလံတင်ခဲ့တော့လေဝယ်ယူသူမရှိခဲ့တဲ့အတွက် တရက်ပြိုင်ဖြစ်သူဦးအောင်ဆန်းကဆေးရှော့လီလန်တင်ဖို့တင်ပြမှုပေါ်တရားရုံးကလက်ခံနေတာဖြစ်ပါတယ်။စရုဒ္ဓချိန်မြောင်လီလန်တင်ရောင်းချမှုကိုလာမယ့် AP 29ရက်မှာနေအိမ်တရှိရာရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်ပေါ်ရှိချမ်းမတ်54မြင်းဆောင်56ရှိမှာပြုလုပ်မှာဖြစ်ပါတယ်။ အဲ့ဒီနေအိမ်နဲ့ခြံကိုဒေါအောင်ဆန်းစုကြည်ရဲ့အကိုဖြစ်သူဦးအောင်ဆန်းကလီလန်တင်ရောက်ချကခွဲဝင်ယူဖို့ရှောင်ထားမှုကိုစစ်တပ်အာဏာသိမ်းပြီးပြည်တော်စုတရားလွတ်တော်ကြုံမှအနိုင်ပြီးခဲ့ပြီးနောက်လီလန်တင်ရောက်ချဖို့ဖြစ်ပေါ်လာခဲ့တာပါအဲ့ဒီအိမ်နဲ့ခြံကဗိုလ်ချုပ်အောင်ဆန်းရဲ့ကတော်ဖြစ်သူဒေါ်ခင်ကြီးအမည်ပေါက်ဖြစ်ပြီးတိတသမ9 2 3အင်းကဂျေဝန်ကရခင်စစ်အစိုးရလက်ထက်ကဒေါအောင်ဆန်းစုကြည်နှင့်အကျဉ်းချုပ်နဲ့15နှစ်ခန့်နေခဲ့ရတဲ့အိမ်ဖြစ်ပါတယ်ဒီအိမ်နဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ကအမျိုးသားအစဉ်ရင်ကျေးမှုအမွေအနေဖြင့်2022ခုနှစ် င်းမှာသတ်မှတ်ကြေညာခဲ့ပြီးမြည်သူမစိုးပိုင်ဆိုင်ဖို့ကြိုးစားခြင်းရောင်းချခြင်းဖြက်စီးခြင်းပုံစံပြောင်းခြင်းအခြားနည်းလမ်းသုံးချက်များပြုလုပ်ရင်ရှင်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းဥပဒေ2019မရှိပြောင်းနိုင်တဲ့ပစ္စည်းများလွှဲပြောင်းခြင်းကိုကန့်သတ်တဲ့ဥပဒေ1989အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နဲ့အရေးယူမဲ့ပြင်လှုပ်ဆောင်မဲ့လူပုဂ္ဂိုလ်ဖွဲ့စည်းများကိုအမည်ပြည့်စင်သွင်းမယ်လို့ထုတ်ပြန်ထားပါတယ်လက်ရှိမှာဒေါအောင်ဆန်းစုကြည်ကိုပုံမှန်မျိုးစုံနဲ့ဆွဆွဲဖန်စီက1033နှစ်ချမှတ်ထားပြီးမြည်သည့်နေရာမှာအကျဉ်းချထားတာကိုစစ်ကောင်စီကအတိအကျကြကြထုတ်ပေါ်အ အသိပေးခြင်းမရှိတဲ့အပြင်ရှင်နေများမိသားစုဝင်များကိုလည်းတွေးဆခွင့်မပေးသေးဘဲထောင်ဝင်စာကိုနေပြီးတော့အကျဉ်းထောင်ကိုတာပို့ဆောင်ပေးနေရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ ဟုံရွာမန္တလေးလမ်းပိုင်းမှာကျင်းနီရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုကာဒစီတိမ်းမောက်ပြီးစစ်ကောင်စီတပ်သားများထိခိုက်မှုများပြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာကျင်းနီရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ရာကာဒစီတိမ်းမောက်ပြီးစစ်ကောင်စီတပ်သားများထိခိုက်မှုများပြားကြောင်းနေရာစီတပ်ခွဲမုံရွာခရိုင်အမှတ်စနစ်တိုင်ရင်တပ်ခွဲသုံးမှပို့မိုးကျိုးကပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလ29ရက်မနက်9:30မိနစ်30ခန်းမှာမုံရွာမန္တလေးလမ်းပိုင်းတနီယာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများလုံခြုံရေးအဆောင်ရှောက်တီနဲ့ဂျင်းနီများတင်ဆောင်လာတဲ့ရှင်တန်းကိုတော်လိုင်းတပ်ဖွဲ့တွေကအတင်းဆောင်ကြပြီးပရိသတ်အတွဲလိုက်မိုင်းနေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာဂျင်းနီကတက်စီတိမ်မှပျက်စီးသွားပြီးအခြားဂျင်းနီကတက်စီကောင်းပိုင်းထိခိုက်ခြင်းမှပျက်စီးခဲ့ကြောင်းသိရပါတယ်။ကားကောင်းပိုင်းထိခိုက်ပျက်စီးသွားတဲ့ဂျင်းနီကားတွေကိုအကြမ်းဖက်စစ်ကောင်စီကလုံခြုံရေးအများပြားနဲ့ပြန်လည်ပြုပြင်ပြီးရအောင်ဆက်လက်မောင်းနေသွားကတိမ်မောင်းနေတဲ့ကားကိုလက်ရှိအချိန်တည်း ုံရွာမန္တလေးလမ်းပိုင်းမှာပြုပြင်နေစေဖြစ်ကြောင်းသိရပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ပွားပြီးရနောက်အကြံပတ်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြက်ကတ်တိုက်ခိုက်ခဲ့တော့လေတော်လန်ရဲဘော်များထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်အကြံပတ်စစ်ကောင်စီတပ်သားအများပြားထိခိုက်ခဲ့ပြီးချောင်းမျိုးစေးယုံကြီးမှာအရေးပေါ်စေကူတာမှုခံယူနေပြီးတရားပြင်းထန်တဲ့စစ်သားတွေကိုဒီကနေ့ညနေပိုင်းမှာမန္တလေးကိုပို့ဆောင်ဖို့လှုံ့ဆော်နေကြောင်းသိရပါတယ်။ကာကောင်ပိုင်းထိခိုက်ပျက်စီးသွားတဲ့ဂျင်းနီတဲကောင်ရောစစ်ခွေးလုံးကြုံကြီးအများပြားနဲ့ပြန်လည်ပြုပြင် င်ပြီးရနောက်ဆက်လက်မောင်းနေသွားတဲ့တိမ်းမောက်နေတဲ့ကားကတော့ချောင်းမြို့နယ်မြင်းမှုမြို့အကြံလမ်းပိုက်တနေရာမှာရှိနေသေးတယ်။စစ်ခွေးအများပြားထိခိုက်မှုရှိရဲ့ချောင်းမြို့စေယုံကြီးမှာအရှင်ဘော်အစေးကူတာမှုခံယူနေတယ်။အခြေအနေမကောင်းတဲ့စစ်ခွေးတွေကိုတော့ဒီနေ့ညပိုင်းမန္တလေးပြန်လည်တည်ဆောင်ကြမယ်လို့သိရတယ်လို့လျှက်စီတက်ခွဲမုံရခရိုင်အမတ်စနစ်တိုင်ရင်တက်ခွဲသုံးမှဘုံမှုကျောကပြောပါရယ်။အဆိုပါတိုက်ခိုက်မှုကိုလျှက်စီတက်ခွဲနှွေဦးပရာသာကော်လန်နဲ့ရိုင်ယာတိုင်ကာဖော့စလင်းကြီးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်။ ဆလပီတဲကုံမြို့ဝင်ထွက်စစ်စေးဂိတ်ကို ပြည်ခရိုင်တိုင်ရင်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးရိုင်းတဲကုံမြို့တဲသီးပင်ရက်ွက်ရှိမြို့ဝင်ထွက်ဂိတ်မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတိုင်ရင်စစ်စေးဂိတ်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းပြည်ခရိုင်တိုင်ရင်3600တင်းမှပြန်ချိုင်းတာဝန်ခံကပြောပါရယ်။ဖေဖော်ဝါရီ29ရက်မနက်7:00နာရီကတဲသီးပင်ရက်ွက်ဆရာအတက်တင်တက်လန်ရှိစစ်ကောင်စီတပ်စစ်စေးဂိတ်ကိုတိုင်ရင်3600တက်ခွဲ3နဲ့တက်ခွဲ4မှာရဲဘော်တွေကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့၎င်းကပြောပါရယ်။အမျိုးသားညီညွတ်ရေး ၏အဆိုအရ NUG ပြည်သူ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကရှန်ကုန်ကိုဦးတည်ရဲ့စီရေးဖော်ဆောင်မှုတွေအတွက်တက်ရွှေ့ပြောင်းမဲ့တရင်တပ်ဖွဲ့တွေကိုတွားရောက်တွေ့ဆုံခဲ့မှုမှတ်တမ်းရုပ်သံဖိုင်ကို PDF တောင်ပိုင်းစစ်တေသားက February 23ရက်မှာထုတ်ပြန်ပြီးရှက်ပိုင်းအကြာမှာရှန်ကုန်တိုင်းနီးနဲ့ပဲခူးတိုင်းမှာတိုက်ပွဲများဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။အဆိုပါဝင်ရောက်တိုက်ခိုက်မှုမှာအပြန်အလှန်ပြစ်ခတ်မှု၁၀မိနစ်ခန့်ကြာဖြစ်ပွားပြီးစစ်ကောင်စီတပ်သား၄ဦးသေဆုံးက PDF ရဲဘော်များထိခိုက်မရှိခဲ့ကြောင်းတရင်3600တက်ကအသိပေးပါတယ်။တိုက်ခိုက်ချိန်မှာဒီကောင်တွေအကုန်လုံး900 ောင်းလောက်ရှိရဲမသိပဲကြံတဲ့ကောင်းတွေကဘန်ကာပေါ်ကနေမတရားပြန်ပစ်တော်လာလို့ပြည်ခရိုင်တရင်3600တင်မှာပြန်ချိုင်းတာဝန်ခံကပြောပါတယ်ရဲစခန်းနဲ့အနီးလေးရဲ့တိုက်ပွဲကပြင်းနေပြောရမယ်ဝုံတိုင်းချင်းနေတဲ့ PDF တွေကတိုက်ပြီးပြန်ခွာသွားတယ်စစ်တပ်ဘက်ကတည်နေကြတယ်လို့ဒေသခံတောက်ကပြောပါတယ်ပြည်သူကာကွယ်ရေးတပ်မတော် PDF မှာစီးရေးအရှိန်မြင့်တင်လာပြီးဖြစ်တာကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူအတူတကနေထိုင်ခြင်းလမ်းပြခြင်းကားဆိုင်ကဲတို့ကိုငားရင်ခြင်းများမပြုလုပ်ကြဖို့တရင်3600တက်ကအတိပေးထုတ်ပြန်ထားပါတယ်ဘ ဘကူတိုင်းပြည်ခရိုင်တွင်ရှိဘကူယုံမနယ်ဆက်ဆက်လျက်ရှိတဲ့ပေါင်းတလဲပေါက်ခေါင်းစားတဲ့မြို့နယ်များမှာလည်းရခိုဖေဖော်ဝါရီလလယ်ကကစပြီးစစ်ကောင်စီတပ်ကအင်အားတိုးချဲ့ခြင်းယုံမအဆက်ခြေရွာတွေကိုစစ်ကြောင်းတို့ဝင်ရောက်ခြင်းခြေရွာတွေကိုလက်နက်ကြီးနဲ့ဒရုန်းနဲ့ပုံကျဲခြင်းများလှုံ့ဆော်လျက်ရှိပါတယ်။ဒါအပြင်ရှန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီခိတ်စခန်းခုနှစ်ခုကိုတိုက်ခိုက်ဆင်မုန်းခဲ့ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝင်ကြီးဌာနရဲ့စေယုံချုပ်ကဖေဖော်ဝါရီ29ရက်မှာထုတ်ပြန်ပါတယ်။ ပဲခူးတိုင်းကြောက်တကားမြို့နယ်ဖြူမြို့နယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့များအထင်ချတပ်ဆွဲထားတဲ့ဂိတ်စခန်းခုနှစ်ခုကိုတောင်ပိုင်းစစ်တေသအမှန်နဲ့စစ်တေသခွဲလောက်ခံတပ်များနဲ့ KNU KNL ပူးပေါင်းတပ်တွေကဖေဖော်ဝါရီ25နဲ့26ရက်မှာတိုက်ခိုက်ချိန်မုန်းခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့စခန်းများကိုပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်တေသအမှန်နဲ့စစ်တေသခွဲလောက်ရှိအမှတ်3900နဲ့တိုင်ရင်အမှတ်3500နဲ့တိုင်ရင် Spring Warrior ကွာလန်တိုင်ရင်အာလာဝကစစ်ကြောင်း8803 ERI စစ်ကြောင်း6000နဲ့စစ်တောင်းစစ်ကြောင်းရန်ကို ောပကဖဖြူပကဖတို့နဲ့ KNL တိုင်ရင်ကိုတို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။